ရန်ကုန်တိုင်းတွင်ကိုចောင်းသားတပိတ်စစ်ចောင်းတွေဝင်ရောက်မလာဖို့မြမဆိုးရကတတိပေးထားချိန်မှာတော့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းတပိတ်စစ်ចောင်းတွေရန်ကုန်ကိုဝင်သွားမယ်အကြောင်းမိဘပြည်သူနဲ့ចောင်းသားစုံတွေ့မှုကို အစိုးရလွန်ပြီးအကျန်းဖက်လာရင်ပြိပခပူကြီးသွားမယ်လို့ဘကုံးမြို့မှာလေးဝက်ဆိုင်ကိုစောင့်ကြည့်နေတဲ့ဒဝဲမော်လမြိုင်တပိတ်စစ်ចောင်းက February 14မှာပြောလိုက်ပါတယ်အစိုးရအနေနဲ့အကျန်းဖက်ဖြုတ်ခွင်းမယ်ဆိုရင်တော့တိုင်းပြည်အတွက် အကြီးတန်းတဲ့နောက်ဆက်တွဲတွေကိုရှုံတွေ့ရမှာဖြစ်တာမို့ဖြည့်ရှင်းတဲ့နီလန်မမားဘူအစိုးရကိုပြောတင်တယ်လို့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဥဆောင်ကော်မတီကကိုဝင်မိုးနိုင်က ပြောပါရယ်အစိုးရအနေနဲ့တခြားမလူအပ်တဲ့အစိုးရရင်းတွေလုံပြီးတော့လုံလုံရေးအင်အားတွေချပြီးကျွန်တော်တို့ဘာလုပ်ပါလဲဆိုတဲ့ပြဿနာကြီးနောက်ဆက်တွဲပြီးရရှိတယ်ဥပဒေရဆိုပြီးတော့ဥပဒေရအကြမ်းဖက်မှလာဆိုတော့ဒီလိုနေသားတွေကြုံလာမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံအတွက်အကြီးတန်းတဲ့နောက်ဆက်တွဲတွေပဲဖြစ်လာမယ်လို့ယူဆတယ် အကူမျိုးကိုရောက်နေတဲ့တပိတ်စစ်ချောင်းဟာမုံရွာပခုတ်ကူ6ခွေမုံလမြိုင်ကတပိတ်တွေကိုစုစည်းထားတာဖြစ်ပြီးရန်ကုန်မြို့ကိုဝင်လာဟာအစိုးရကိုဖြုတ်ချဖို့မဟုတ်ပဲမိဘပြည်သူတွေကိုအောင်ပွဲနဲ့နှုတ်ဆက်ခြင်းနဲ့လို့ဆိုပါရယ်အောင်ပွဲချီလာမဲ့တပိတ်စစ်ချောင်းတွေကိုရန်ကုန်ကမိဘပြည်သူတွေစောက်မြော်နေမှာဖြစ်ပြီးဘလို့လှူရှားမှုပဲဖြစ်ဖြစ်ပညာရေးဥပဒေရဲ့အလံအောက်ကိုပဲဆွဲခွာမှမို့အာမခံနိုင်တယ်လို့ပြောပါရယ် ညီလက်ဒေသစစ်ကြောင်းနဲ့ဆဝေမော်လမြိုင်ပူးပေါင်းစစ်ကြောင်းဟာဖေဖော်ဝါရီ23ရက်နေ့ညကပဲခူးမြို့ကိုရောက်လာခဲ့ပြီးငကယုံတောရကျောင်းတိုင်းမှာတညနာခဲ့ကြပါရယ်ဖေဖော်ဝါရီ14ရက်နေ့ကဆွေးနွေးပွဲကိုစောင့်ကြည့်ဖို့ရနာထားတဲ့ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထွန်းနဲ့ညွန့်နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်သိန်းတို့ကတပိတ်ကျောင်းသားတွေနဲ့လာရောက်ဆွေးနွေးခဲ့ပါရယ်မော်လမြိုင်ကစတင်ခဲ့တဲ့တပိတ်စစ်ကြောင်းဟာစိုက်ထုံမြို့နယ်စိတ်ဖူးတောင်ရွာမုတ်ပလင်း စစ်တောင်းတတာဖျားကြီးစတဲ့နေရာတွေမှာ အာနာပိုင်တွေရဲ့ပိတ်ဆို့တားဆီးမှုတွေကို ကြုံခဲ့ရပြီးတပိတ်ဟာဒီတားဆီးတွေကိုအစစ်အစင်ဖျက်ကျော်ပြီးပကိုးကိုရောက်လာခဲ့ပါတယ်။ចောင်းသားတပိတ်စစ်ချောင်းတွေကိုရန်ကုန်နဲ့ပေးမဝင်တာဟာចောင်းသားတွေကိုစော်ကားတာဖြစ်ပြီး၆တိုင်းចောင်းနေမှာမဟုတ်ဘူးလို့ညီလက်ဒေသကဘကတာများအဖွဲ့ချုပ်ကကိုတန့်စင်ထွန်းကပြောပါရယ်။ចောင်းသားတွေကို မလို့အပဲဖိအားမပေးဘူးဖိအားပေးလာရင် ယုံကြည်ချက်ခိုင်မာလာပြီးအစိုးရအပေါ်ယုံကြည်မှုနည်းလေလေဖြစ်တဲ့အခါယုံကြည်ချက်တွေနဲ့တည်ရဲလေလေဖြစ်လာမယ်လို့တတိပေးခဲ့ပါရယ်။ကျောင်းသားတွေကိုမလို့အဖဲနဲ့ PR အရင်မပေးပါနဲ့။ PR ပေးနေရင်ကျောင်းသားတွေရဲ့ယုံကြည်ချက်ပို့ပြီးတော့ခိုင်မာလာပြီးတော့အစိုးရကိုမယုံလေလေကျောင်းသားတွေကပို့ပြီးတော့တည်ရဲတဲ့စိတ်နဲ့ကိုယုံကြည်ချက်တွေအောင်စုစိုးရဲတဲ့စိတ်ပို့ပြီးတော့မြင်လာတယ်။ရန်ကုန်တိုင်းနဲ့ကိုးတိုင်းအဆက်နေရာတွေမှာတော့ ရဲနဲ့ဌာနဆိုင်ရာအသီးသီးကဝန်ထမ်းတွေတပိတ်ကိုတားဆီးဖို့စောင့်ဆိုင်းနေကြပါတယ်